ပိန်လာလီဂါပွဲစဉ်24မှာတော့အက်တလက်တီကိုအသင်းကိုအဝေးခွေမှာယင်ဆိုင်ခဲ့ရတဲ့ဘာစီလိုနာနဲ့ဗီလာရီယယ်ကိုအဝေးခွေမှာပဲယင်ဆိုင်ခဲ့ရတဲ့ရီယယ်မက်ဒရစ်တို့ဟာနောက်ကျအနိုင်ကိုရီကိုစီနဲ့ခက်ခက်ခဲခဲအနိုင်ပွဲတွေရယူနိုင်ခဲ့ကြပါဗျ။ အက်တလက်တီကိုနဲ့အပွဲမှာဘာစီလိုနာနေပြိုင်အင်နရီကကစားကွက်အပြောင်းလဲလုပ်ခဲ့ပြီးတိုက်စစ်မှာနေမာဆွာရက်စ်ရာဖင်ဟာကိုတွဲဖက်ကမက်ဆီကိုကွင်းလယ်တိုက်စစ်ဆက်ဆံကစားစီခဲ့ပါတယ်။အက်တလက်တီကိုအသင်းနီးပြားစီမိုနီကလည်းတိုက်စစ်မှာဂါမေရိုဂရစ်မန်တို့ကို တွဲဖက်ပြီးကိုကီဆာအိုကာရက်စ်ကိုစတဲ့ကစားသမားတွေအစုံလင်းနဲ့ပွဲထွက်ခဲ့ကခန်းစစ်ကိုအနှဲငယ်ဦးစားပေးခဲ့ပြီးတံပြန်တိုက်စစ်နဲ့သာထိုးပေါက်ကစားခဲ့ပါတယ်။နှစ်သင်းစလုံးအပြောင်းလဲထိုးပေါက်ကစားခဲ့သလိုဂိုးသင်းကွင်တွေလည်းအပြောင်းလဲရ ခဲ့ကြပေမဲ့နှစ်ဖက်ကိုယ်သမားတွေလက်စွမ်းပြခဲ့တာကြောင့်ပထမပိုင်းမှာဂိုးမရှိတည်ရကြနေခဲ့ပါဗျ။ ဒုတိယပိုင်းပွဲအချိန်64မိနစ်မှာတော့ဘာစီလိုနာအပွင့်ကိုရခဲ့ပြီးဂိုးရှင်မှာရှုပ်ရှက်ခတ်နေတဲ့အနေထားကနေရာဖင်ဟာကပိတ်သွင်းခဲ့တာပါဒါပေမဲ့6မိနစ်အကြာမှာပဲအက်စလန်တီကိုကခြေဘကိုပြန်ရခဲ့ပြီးဒီဂိုးကိုတော့ဖြစ်တင်မောဖြတ်တင်ပေးဖို့ကနေဂိုရင်ကခေါက်တိုက်သွင်းခဲ့တာဖြစ်ပါတယ်ဒီဂိုးစီတရင်နဲ့ပွဲပြီးခင်ဒီအချိန်86မိနစ်မှာတော့ဘာစီလိုနာအနိုင်ကိုရခဲ့ပါတယ်ဒီဂိုးကိုတော့ဆွာရက်ရဲ့ပေးပို့မှုကနေမက်ဆီကနှစ်ဆင့်ပိတ်သွင်းယူခဲ့တာပဲဖြစ်ပါတယ်ဗီလာရီယယ်နဲ့ရီယယ်မက်ဒရစ်တို့ပွဲမှာတော့ ပွဲချိန်မိနစ်60မတိုင်ခင်အထိကဗီလာရီရဲ့စိတ်ကြိုက်ကစားခဲ့တဲ့အချိန်တွေဖြစ်ခဲ့ပြီးပွဲချိန်မိနစ်60နောက်ပိုင်းမှာတော့ရီရဲ့အတွက်စိတ်ကြိုက်ကစားခဲ့တဲ့အချိန်တွေလို့ဆိုရမှာပါ အစောပိုင်းပွဲစဉ်မှာနောက်ကနေကပ်လိုက်နေတဲ့ဘာစီလိုနာအသင်းနိုင်သွားတဲ့အတွက်ရီယယ်တင်ဖီအားတွေဝင်နေပုံရပြီးဗီလာရီယယ်စိတ်ကြိုက်ချေတဲ့ကစားချင်းကိုခံခဲ့ရပါတယ်။ဗီလာရီယယ်ဟာပထမပိုင်းတစ်ပိုင်းလုံးဒီပါရီယယ်ကိုအသာစီးကကစားခဲ့ပြီးဂိုးမရခဲ့ပေမဲ့ဒုတိယပိုင်းအစမှာတော့နှစ်ဂိုးစရိုက်ရခဲ့ပါတယ်။အဲ့ဒီဂိုးတွေကိုတော့ပွဲချိန်90မိနစ်နဲ့56မိနစ်တွေမှာထရီဂူရော့စ်နဲ့ဘာကန်ဘူရိုကသွင်းယူပေးခဲ့တာပါ။ ရီရဲ့အတွက်အလဲပြောင်းကတော့ပွဲချိန်58မိနစ်မှာကက်စမီရိုအစားအစ်စကိုဝင်လာပြီးရီရဲ့အသင်းတိုက်စီတိတိတတမြင့်လာခဲ့ပြီးဗီလာရီရဲ့ခံစင်နဲ့ကွင်းလယ်တစ်ခုလုံးကျိုးပေါက်သွားခဲ့ပါတယ်။ပွဲချိန်64မိနစ်မှာဂါရက်ဘေးကခေါင်းတိုက်ပြီးပထမခြေပါကိုရယူပေးခဲ့ပြီးနောက်ပိုင်းမှာတော့ပွဲကရီရဲ့အတွက်ဖြစ်သွားပါတော့တယ်။ ရီရဲ့အတွက်ပွဲချိန်84မိနစ်မှာစီယော်နယ်တို့ကပနတီကနေဒုတိယခြေပါကိုသွင်းယူခဲ့ပြီးပွဲချိန်83မိနစ်မှာတော့ဗန်စီမာအစာလူစားဝင်လာတဲ့မိုရာတာကအကောင်းတိုက်ပြီးအနိုင်ဂိုးကိုသွင်းယူပေးခဲ့လို့ရီရဲ့အသစ်အမှတ်ပေးစရာမှာဘာစီလိုနာအသင်းကိုတပွဲရော့သတ်မှတ်အသာနဲ့ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။